နိုဝင်ဘာ15ရက်နေ့အတွက် People's Spin ရဲ့ညနေခင်းသတင်းလေးကိုတင်ဆက်ပေးပါမယ်။အာနာသိစကောင်စီအောင်ချင်းပြည်နယ်ဖလန်းမြွနယ်ကိုပြန်လည်စိုးမိုးနိုင်ဖို့အင်အားအလုံးအရင်သုံးပြီးစစ်ကြောင်းထိုးနေတယ်လို့ချင်းပြည်နယ်တာဝန်ရှိသူတို့ဖြစ်တဲ့ဆလိုင်းတင်မီကပြောပါတယ်။ဒီနေ့နိုဝင်ဘာ15ရက်မှာကျင်းပတဲ့ချင်းပြည်နယ်ရန်ပုံငွေရှာဖွေပွဲမှာဆလိုင်းတင်မီကချင်းပြည်နယ်အတွင်းကအစ်စ်ရဲ့အခြေအနေကိုအခုလိုအသိပေးလာတာဖြစ်ပါတယ်ရှင်။မန္တလေးတိုင်းစင်ကိုမြွနယ်အတွင်းစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် 6ရက်တာအတွင်းအရက်သား9ရောက်တိတ်ဆုံးခဲ့တယ်လို့ဒေသခံတွေကသိရပါတယ်။စစ်ကောင်စီတပ်ဟာမန္တလေး PDF ထင်းချုပ်ထားတဲ့မန္တလေးတိုင်းမတရားမြို့နယ်နဲ့စင်ကူးမြို့နယ်ထဲကနေမျိုးတွေကိုပြန်ရဖို့မြေပြင်ကနေအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးလာတယ်လို့လေကြောင်းတက်ခတ်မှုတွေလည်းအချိန်မြင့်လှုပ်ဆောင်လာပါတယ်ရှင်။ဂိုကန်တပ်တအန်းတပ်တို့နဲ့အပြည့်ရဆဲပြီးတဲ့နောက်ရခိုင်ပြည်နယ်မှာစစ်ကောင်စီကလေကြောင်းတက်ခတ်မှုတွေအချိန်မြင့်လာပြီးဒီနေ့မနက်ပိုင်းမှာပဲရသေးတော်မြို့နယ်ကိုထပ်မံဘုံကျဲသွားလို့အရက်သားထိခိုက်ဒေဆုံးမှုတွေရှိခဲ့ပါတယ်ရှင်။ စကိုင်းတိုင်းကမ်းပလူမြို့နယ်တောင်ဘက်ချမ်းမှာစစ်ကောင်စီတပ်ထုဆစ်ဆင်လာတာကြောင့်တိုက်ပွဲဖြစ်ပွားနေတယ်လို့ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။နိုဝင်ဘာလ12ရက်ကအရင်တိုင်းရွာနီးမှာစစ်ကြောင်းပြတ်သွားတဲ့အထိတိုက်ခိုက်ခံရပြီးတဲ့နောက်စစ်ကောင်စီကကမ်းပလူမြို့ပေါ်ကနေအင်အားတရာထပ်မနေဖြစ်တင်းပြီးကာဘိုးရွာဘက်ကိုစစ်ကြောင်းထိုးလာတာလို့သိရပါတယ်ရှင်။